အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ယနေ့ဖတ်ပြပေးမှာကတော့ဆရာဝင်းဖေဤဝိထုတူများတဲ့မှာ autobiography ဆိုတဲ့ဝိထုတူလေးပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားပေးကြပါအောင်ခင်ဗျာ autobiography ခေါင်းရင်းကစာကလေးတွေကတကြီးကြီးအော်တန်းလမ်းပေါ်ကဘတ်စကားကြီးတွေတအားမောင်းတဲ့အတန်တွေရေစက်မော်တာဆွဲတဲ့ နောက်ဆုံးထွက်လာတဲ့အတန်ကဘာလဲတဒုံဒုံနဲ့အာမိဖို့ကြောင့်ကအတန်ပဲမက်ဝေတောင်ချက်ပြုတ်နေပြီငရုတ်ဆုံထောင်းတာများဖြည်းဖြည်းတတလှုပ်ပါတော့တကယ်လေမဖြစ်ဘူးမဖြစ်ဘူးထတော့မဘဏနာကြီးလောင်များရှိနေပြီလေနာကြီးကြည့်လိုက်လေဟာလက်ပတ်နာကြီးကဘမလဲရေချိုးကန်းထဲမှာမင်းညာကမိထားခဲ့ပြန်ပြီဟုတ်တာပေါ့တွားယူကြည့်ပေါ့တွားယူလေ သွားစမ်းပါ။သွားယူနေမှာတော့ဘာထူးတော့မှာလဲ။အဲ့ရာကထပြီးသားဖြစ်သွားမှာပေါ့။ဒါဆိုလဲထတော့လေ။ဘဏနာကြီးပဲဖြစ်ဖြစ်ပေါ့။တကယ်တမ်းကျတော့나ကြီးကြည့်နေစရာတောင်မလိုပါဘူး။ဘတ်ကားတန်တွေတလောက်ကြားနေရမှာတော့မရှိဘူးဆို6나ကြီးခွဲလောက်ရှိနေရောပေါ့။ကြည့်ပါလား။ဗရင်လိုက်ကကြားကဝင်လာတဲ့အလင်းရောင်ကအတိတာကြီးပဲ။အေးလေဒါဖြင့်ထတော့ပေါ့။ကဲထ။ထဆိုထလေ။ဟာ။ စိတ်နဲ့ယုံနယ်ကတော်တော်ရည်ရတာပဲအိယာကထားဖို့ကိစ္စမှာစိတ်ကပျော့ပြဲပြဲအမိန်ပေးနေလို့ကတော့ရုပ်ဆိုတဲ့ကောင်ကလည်းလှုပ်တော်မလှုပ်ဘူးကဲဘုံကနေထလိုက်ဇိုးကနေဇက်ကနေလှုပ်လိုက်ဒါမှတခါလေဖြက်ဖြက်လက်လက်နဲ့လှုပ်လှုပ်ရှားရှားဖြစ်သွားမယ်လူလဲပေါ့ပေါ့ပါပါဖြစ်သွားရော ဟုတ်တယ်လေလှုပ်ရှားမှုနှေးရင်အကျော်ရည်အချင်းတွေကလည်းထိုင်းမိုင်းနေလှုပ်မဲ့ရှားမဲ့ကိစ္စမှာတဲပြီးတွတ်တွတ်လက်လက်မရှိခြင်းဘူး ဲလောက်ဖြတ်ကနေထားလိုက်တော့ပထမဆောင်ကိုခွာပြစ်လိုက်ပြီးတာနဲ့ချက်ချင်းထထိုင်လိုက်လောက်လေထတော့လေနေစမ်းပါအောင်ဘာပြုလို့ဒီလောက်လောနေရမှာလဲလောကမှာလူတယောက်အိယာက15မိနစ်စောထားလို့ဘာများဒီလောက်ကြီးထူးခြားသွားမှာတဲ့တော့အရေးကြီးတာကကိုတကယ်ထကျင်သလားမထကျင်သေးဘူးလားတကယ်တမ်းကျတော့ထကျင်နေထနိုင်နေဆိုတာကိုကျမ်းမာကြီးနဲ့ပဲဆိုင်တာပဲမဟုတ်လား အေးအေးဝရင်ဘာမှတိတ်ကြိုးစားနေစရာမလိုဘူးသူဟာသူကြီးကြီးလင်းလင်းဖြစ်လာမှာပဲအလိုလိုထထကြွကြွဖြစ်သွားမှာပဲဒါပဲပေါ့ခုလွယ်လွယ်နဲ့မထကျင်ဘူးဒါပါလေအေးမဝသေးလို့ပဲဖြစ်မှာပေါ့ဒါဖြင့်ဘာဖြစ်လဲဆက်အိတ်ပေါ့အိုးဒီဆောင်လေးကအဟောင်းလေးဆိုပေမဲ့နွေးနေတာပဲတခုတော့ရှိတယ်အင်းနည်းနည်းပပပူအိတ်တာမအိတ်တာကအရေးမကြီးဘူးတော့ကြာနေအကျင့်ပါသွားရင်ဘယ်နဲ့လုပ်မလဲ စိတ်ကိုအလိုလိုက်လို့ဖြစ်ပါမလားစိတ်ဆိုတာမျိုးကအလိုလိုက်နေလို့ကတော့ဘယ်တော့မှပြီးတော့မှာမဟုတ်ဘူးစိတ်ဆိုတာတက်တာတာကိုပဲကြိုက်မှာပေါ့ရုပ်ကလည်းတူတူပဲနေမှာပါပဲတိတ်မလို့ရမကန်ရတာတိတ်လှုပ်လှုပ်ရှားရှားမလို့ရတာကိုပဲကြိုက်မှာပေါ့တက်တာတာတို့ဇိမ်ကြတာတို့ကိုဘယ်သူမှစိုးကြိုက်တာပဲအဲ့ဒီလိုတက်တာတာကိုလိုက်ရင်းလိုက်ရင်းနဲ့လူဟာပျက်စီးတာပဲအဲ့ဒီမှာအကြီးအကျယ်မတက်မတာဖြစ်တော့တာပဲ ကိုပင်မန်းမှုဖြစ်လာတော့တာပဲဒါပဲနေရာတကာစိတ်အလိုလိုက်နေလို့ပဲဖြစ်မလဲခဏခဏပားရိုက်ခံရနိုင်နေအဲ့ဒါကတခြားပါလေဒီအိတ်ချင်နေသေးတဲ့ကိစ္စကိုတည်တည်ချာချာစီစစ်ဆန်းပါဦးညာကအေးမွားလို့လားအိတ်မပြောလို့လားအိတ်ပြောပါတယ်အင်းအိမ်မကောမတ်တလားမမတ်ပါဘူး မင်းညက9နာရီခွဲလောက်မှအိတ်တာပဲခု6နာရီခွဲလောက်ရှိပြီဆိုတော့ဟိုဘက်က2နာရီခွဲဒီဘက်က6နာရီခွဲနဲ့ပေါင်းလိုက်တော့အားလုံး9နာရီဘယ်မှာလဲအိတ်ချိန်9နာရီဆိုတော်ပြီပေါ့9နာရီ10နာရီလောက်ဆိုရင်အိတ်ချိန်ကလုံလောက်ပါတယ်အရေးကြီးတာကအိတ်ရထဲမှာနေမှဇိမ်လို့ထင်တတ်တယ်ဟုတ်ကောဟုတ်ရဲ့လားအိတ်ရကထပြီးထထကြွကြွနဲ့မျက်နှာတစ်သွားတိုက်ရေပါချိုးပြစ်လိုက် ပေါ်ပေါ်ပါပါကြီးကြီးလေးလေးဖြစ်သွားတော့မှမိုဟင်းကစားပြီးကော်ဖီကြကြလေးတောက်လိုက်စိတ်ဟုတ်တာပေါ့ဒါလဲတမျိုးတွေးကြည့်လေဇိန်ပေါ့ငိန်နေမှဇိန်တတတတရှိမှဇိန်လားဇိန်ဆိုတာဘာကိုပြောတာလဲနေစမ်းပါဦးခုထမှလားမထဘူးလားဒါကိုပဲပြတ်အောင်ဖျက်လိုက်ရင်မကောင်းဘူးလားစိတ်ကပြတ်အောင်ဖျက်ကိုကချက်ချင်းလှုပ်ပြစ်လိုက်ဒါအရေးကြီးတယ်ကဲထမှလားမထဘူးလား ထရမှာပေါ့ထတဲ့ပြီပဲဘာမှတွေးမနေနဲ့အချိန်ကိုကမသေးတော့ဘူးလှုပ်တဲ့နဲ့မလှုပ်တဲ့ဘူးဆိုတာတခါတလေအချိန်တစ်ခုတည်းနဲ့တောင်ဆုံးဖြတ်လို့ရတယ်တိတ်ဟုတ်တာပေါ့ဒါကြောင့်나ဤဆိုတဲ့ကိစ္စကိုထွင်ခဲ့ကြတာပေါ့အချိန်အရေးကြီးတယ်လေလူမာပဲဖြစ်ဖြစ်ဘယ်တတဝါမှာပဲဖြစ်ဖြစ်တဘာဝ나ဤတဘောလဲပါနေတာပဲစားချိန်တန်ရင်စားချင်လာတယ်အိတ်ချိန်တန်ရင်အိတ်ချင်လာတယ်အိတ်ရမယ်ဘာညာပေါ့လေဘာလဲ ဘိုင်အိုကလောက်ဆိုတဲ့ကိစ္စလေခုဘဏနာကြီးလေ6နာရီခွဲပြီးတာတော့တည်ကြတယ်โอเคလေထတော့လေကဲထဒါနဲ့ဒီနေ့ဘာလို့ဆရာရှိပါလဲဟာဒီနေ့တနင်္ဂနွေနေ့ပဲဟုတ်တာဗောမနေ့ကစနေပဲဟာမနေ့ကဒိုင်ယာကြီးကိုကြည့်မိသေးတာပဲဒီနေ့တနင်္ဂနွေအတွက်ဘာဖြည့်ထားသလဲဘာဖြည့်ထားသလဲဘာမှမရှိပါဘူးဟုတ်တာဗောဒီနေ့ဘာမှလုပ်เสียရမရှိပါဘူး လုံးစရာမရှိရင်လုံးစရာရှာပြီးလုံးဖို့ကောမသင့်ဘူးလားတကယ်တမ်းကျတော့လုံးစရာမရှိဘူးရေလို့ပဲရှိပါမလဲမလုံးချင်တာမလုံးသင့်တာဒါမျိုးတွေပဲရှိမှာပါအလုံးဆိုတာစဉ်းစားလိုက်ရင်လွယ်လွယ်လေးတွေကြီးပဲဟုတ်တယ်လေဘာလုံးလုံးပေါ့အလုံးဆိုတာအကြီးသေးပဲกว่าမယ်ပတ်စံရသလားမရဘူးလားအကျိုးရှိသလားမရှိဘူးလားအဲ့လိုမျိုးတွေกว่าမယ်တချို့ကလောကကြီးမှာပတ်စံရမှအလုံးထင်ကြတာဒါတော်တော်အောက်တန်းကြတဲ့စိတ်ပဲ ဒါနဲ့အလုတ်ဆိုလို့တခါတလေအိတ်တာကလည်းအလုတ်ပဲဒါလူတိုင်းနားလည်နိုင်တာပဲခုကြုတ်အိတ်နေတာအလုတ်လုံနေတာလို့အ ਨੇ ဆုံးတစ်စိတ်တစ်ပိုင်းအဖြစ်ပြောနိုင်တာပဲမဟုတ်သေးပါဘူးအိတ်တာဟာအလုတ်တစ်ခုရဲ့လို့ပြောနိုင်ဖို့ဘယ်အချိန်မှဘာကြောင့်ဘလို့ဘလောက်အိတ်တယ်လဲဆိုတဲ့ကိစ္စကအရေးကြီးတယ်လိုအပ်လို့အိတ်တယ်နားဖို့အိတ်တယ်အားပြန်မွေးဖို့အိတ်တယ်ဒါဟာအကျိုးအကြောင်းရှိတယ်ဆိုလိုတာကအိတ်ချိန်တန်လို့အိတ်တင်လို့မအိတ်မဖြစ်လို့ကိုအိတ်တာလေဒါလောက်ကိုလောက်ရမယ် ဒါဆိုဒါအလုတ်ပေါ့ဒီတော့အိတ်ချိန်မတန်ပဲအိတ်ချိန်မဟုတ်ပဲမအိတ်တင်ပဲအိတ်နေရင်ဒါကတော့အလုတ်မဟုတ်ဘူးလေဒါဖြင့်ဘာလို့ဆက်အိတ်နေမှာလဲဒီအချိန်ဟာအများသူငါနိုးကြထကြကိုလက်တုတ်တင်ကြစားကြတောက်ကြနဲ့နူးနူးကြကြလှုပ်ရှားနေကြပြီညအလုတ်စင်းတဲ့လူတွေကလွဲလို့ပေါ့လေဒါကလူအများကဒီလိုပဲလှုပ်ကြတာပဲအဲ့ဒီတော့ထတော့လူတွေအားလုံးထကုန်ကြပြီလောကကြီးလဲနိုးထနေပြီမင်းလဲထတော့ အများလုံးလုံးပေါ့အများအိတ်ချိန်မှာအိတ်ပေါ့အများမိုးခါရီတောက်ရင်တော့တောက်ရတော့မှာပဲတဲ့ဒီကိစ္စကမိုးခါရီမှာမဟုတ်ပဲအိတ်ရကထားဖို့ကိစ္စပဲအများလုံးတိုင်းလိုက်လို့ရမယ်ဆိုတဲ့ကိစ္စကနေစမ်းပါအောင်ဒါပါလေဘာလဲပင်မရည်စည်းဆိုလားအဲ့ဒီကိစ္စပဲပင်မရည်စည်းနဲ့လိုက်စည်းရမှာလားအများလုံးတိုင်းလောက်ရမယ်ဆိုတဲ့အဖြစ်ကိုပြောတာပါ ပင်မရေစီးသဘောတရားကတွေးလိုက်ရင်တော့လွယ်လွယ်လေးပဲလူမှုရေးစီးပွားရေးရင်ကျေးမှုနဲ့ဘာတဲ့နိုင်ငံရေးတွေဘာတွေမှာပင်မရေစီးဆိုတာရှိတာပဲတဲ့ဖြစ်လာတတ်တာပဲတဲ့ရေနဲ့ရေတွေရဲ့သဘောတရားလေရေတဲကရေသဘောတရားလူကလူပဲရေမှမဟုတ်ပဲလူတွေနဲ့ပတ်သက်တဲ့ရေစီးကြောင်းဟာလူတွေတွေးသလောက်ရှင်းရှင်းလင်းလင်းရိုးရိုးသားသားကြီးဟုတ်ပါမလားအများစုကတဏီတဲ့လုံနေကြတဲ့သဘောက အလေးအထအကျင့်ရည်စည်းကြောင်းကြီးလို့ပြောကြတဲ့လူတွေလည်းရှိတယ်။ဒီထဲမှာအတူတူတလိမ့်လိမ့်တလူလူနဲ့မယုံနိုင်မကန်နိုင် မျောပါသွားကြရတဲ့သဘောလေး။တွေးကြည့်ရင်တော်တော်ကြည်ကွဲစရာကောင်းတာပဲ။အများလောက်တိုင်းလောက်ရမှာလား။ဒီကိစ္စကအိယာက မထဘူးထမယ်ဆိုတဲ့ကိစ္စပဲ။ရေးကြီးခွင်ကျယ်လို့လို့အများထကုန်ကြပြီ ဆိုလို့ကိုမထသေးဘူးကွာ။ဘာဖြစ်လဲ။ဒါဟာတော်လန်နဲ့စိတ်တဲ့အသေးစားလေးပဲ။ ကိုပိုင်ကိုရီကိုသွေးကိုအားဖြည့်ထူထောင်တာတမျိုးပဲဒီအကျင့်ရှိတဲ့ ਨੇ ဘာအများလဲအများလောက်တိုင်းလောက်ရမှာလားအိတ်တဲထားတဲ့ကိစ္စပဲဒီလောက်ကတော့စွန်စားတဲ့စိတ်ရှိရမှာပေါ့အများကိုစန့်ကျင်ရတဲ့ကိစ္စတွေဟာမလွယ်ဘူးတဲ့ခက်တယ်တဲ့ဒီလိုနေရာမျိုးမှာတော့မခက်ပါဘူးဒါပေါ့ဒီလိုနေရာမျိုးတွေကစပြီးရုံးကန်ညင်းဆန်ကြည့်ပေါ့ပင်မရေစည်းတဲ့ကရေဆိုရင် ဟုတ်တာပေါ့ ရေဟာရေဥပရိသအတိုင်းစီးမှဆင်းမှကွေ့မှကောက်မှပေါ့ဒါပေမဲ့အဲ့ဒီရေတွေကငားဆိုရင်သူကပင်မရေစီးတွေဘာတွေကိုဘာတိတ်ကယူဆိုင်နေမှာလဲရေနဲ့အတူလိုက်ပြီးစီးကျင်စီးမယ်မစီးကျင်နေမယ်ရက်ချင်ရက်မယ်စံတက်ချင်တက်မယ်ကန့်လန့်ဖြတ်ချင်ဖြတ်မယ်ဘာဖြစ်လဲရေရေချင်းမှမဟုတ်ပဲငားလေငားမဟုတ်ပဲဖားလိုကောင်ဆိုပူရောင်ကောင်းသေးတယ်ရေကြီးကြောင်းတွေကနေထွက်ပြီးကုန်းပေါ်တော်တက်သွားနိုင်သေးတယ်ဟာဟာဟာ နားလိုကောင်းกว่าဖားလိုကောင်းกว่าရေမဟုတ်ဘူးလူများတွေအိပ်ရာထားကြပြီတဲ့ငါမထားဘူးဘာဖြစ်လဲမင်းဟာမင်းထားခြင်းထားမထားခြင်းနေဘသူကတိမာလဲဘသူကဂိယူဆိုင်နေမှာလဲတကယ်တမ်းကျတော့အပြင်းထူပြီးစင်ကြယ်စင်လက်တွေလျှောက်တွေးနေတာပဲထားမဲ့ကိစ္စပဲထားလိုက်ပါတော့လားမထားပဲလျှောက်တွေးနေလို့ဘာအကျိုးရှိမှာလဲဟုတ်တယ်ဘာအကျိုးရှိလို့လဲတွေးကြည့်စမ်းတခုတော့ရှိတယ် တွေးတာတွေအားလုံးဟာအိယာကမထကျင်လို့စင်ကြီးစင်လက်တွေလျှောက်တွေးနေတယ်ဆိုတဲ့သဘောအားလုံးအကျိုးမရှိဘူးဆိုတဲ့သဘောဒါမျိုးတသက်တော့မဟုတ်ဘူးတချို့ဟာတွေကမူလရည်ရွယ်ချက်မရှိပေမဲ့အလဟတ်သက်အတွေးတွေတော့မဟုတ်ဘူးလေအများကြီးအတိတ်ပဲရှိတာပဲမဟုတ်ပါဘူးအတိတ်ပဲရှိရှိမရှိရှိဘူးလောလောဆယ်ထမှာလားမထဘူးလားထမှာဖြစ်ရင်ထတော့လေအိယာကထတဲ့မထတဲ့ ဘာကြောင့်ထတဲ့နဲ့ဘာလို့ထရမှာလဲဘာညာနဲ့ဒီအိယာကထဖို့ကိစ္စလေးကိုဒီလောက်တွေးနေမှာတော့ဘယ်နှိမ့်တော့မှာလဲလူတွေဟာတော်တော်ခတ်တာပဲတိရစ္ဆာန်တွေထပ်ပို့ပြီးအများကြီး တွေးနိုင်စင်ကြင်နိုင်နေတဲ့ဒါဟာလူဖြစ်ချင်းရဲ့အဓိပ္ပာယ်တဲ့တခါတလေလဲအဲ့ဒီလူတွေးတဲ့လွန်းလို့ကိုဒုက္ခရောက်တာတွေအများကြီးတွေးနေခေါ်နေလိုက်တာတိရစ္ဆာန်ကောင်ဆိုရင်ဒီအချိန်မှာထသွားလို့ကြာလာပြီ ပင်မရေစည်းတွေဘာတွေကတရိษံတွေအတွက်ဘာအရေးကြီးမှာလဲအဲအဲ့ဒီလိုတော့မဟုတ်သေးဘူးထင်တယ်သူတို့လောကမှာလည်းပင်မရေစည်းသဘောတရားရှိနိုင်တာပဲရှိတာပဲဟုတ်တာပေါ့ရှိတယ်ရှိတယ်ဒီကိစ္စတွေးခေါ်မျှော်မြင်မှုတွေဘာတွေပြည့်စုံဖို့လိုတာမှမဟုတ်ပဲနေစမ်းပါဦးငါလည်းမလော်ဘဲနဲ့လှေကရွေ့နေတာပဲဟာကြောင်လိုက်တာဒါရေစုံပဲလေကသူ့ဟာသူမျောနေတဲ့ဥစ္စာမလော်လဲမျောမှာပဲ လှော်တော့ပိုပြီးမြန်တာပေါ့လေဒါပေမဲ့မလှော်ဘူးကွာဘာမှအရေးကြီးရမှာမရှိပဲရေစုံမျောရင်ချောင်းတစ်ဖက်ဝဲရာက ရှုခင်းတွေကိုဇိမ်ခံကြည့်လိုက်အောင်ပဲဒီနားတဝိုက်ကရွာစင်ပြက်လိုက်တာဟိုတစ်ပင်အောက်ကဘာလေးလဲတိတ်ကြိုးစားမနေနဲ့အရိနာရောက်ရင်ဘာလဲဆိုတာသိမှာပဲနေစမ်းပါဦးမိန်းကလေးတယောက်ပါလားတော်သူလေးတွေကလည်းသူတို့ဘာသာဘာဝတော်တော်လှတာပဲအိုးဘလို့လဲကြည်လာကြည်လား အမေငါကဘာလို့မျက်နှာလွှဲပြရမှာလဲဒီနေရာမှာဘယ်သူမှမရှိပဲကြည့်ကျင်လို့ကြည်တာပဲ तू ကြည့်လို့ကိုပြန်ကြည်တာပဲဟုတ်မဟုတ်ရဲ့လား तू ငါကိုလက်ပြနေတာလားခုလိုကြတော့လေမိန်းကလေးတယောက်ကိုလက်ပြန်ပြရတာလွယ်သားပဲတိတ်မကြောက်ပါဘူးငါနောက်ပြန်လှည့်ကြည့်လို့ကောင်းပါမလားတိတ်များရိုင်းသွားမှာလားမရိုင်းပါဘူးဘသူမြင်တာမှတ်လို့ဟင် तू လက်ပြနေတော့မယ်ကဲ ငေးမနေနဲ့တွေးမနေနဲ့ခြေကိုပြန်ကွေးတွားတွေးလိုက်တာကောင်းတယ်လာမယ်ဘေးမှာမဟုတ်ပဲဩအဆန်ကိုလှော်ရတော့မှ ရေစီးကတော်တော်တန်တာပဲလုံမနေနဲ့ဒါလေးများလှော်စမ်းတေးကြပါရဲကြည်လေသူငါ့ကိုစောက်နေတာပဲကန်းကပ်ပြီးကုန်းပေါ်ရောက်မှသူ့စီပြေးသွားလိုက်တာ ပုံမြန်မယ်ဩရွှွန့်တွေကလည်းများလိုက်တာချောင်းလေကကြည်တော့ကမ်းပါရန်ကဒါလောက်မြင့်မယ်မှမထင်ပဲ ဒါလေးတက်ရတာဒီလောက်တော့စိတ်ရှည်ရမှာပေါ့တိတ်ဟန်မပြတ်စီနဲ့သူကြည့်နေမှာတေးကြတယ်ကုန်းကုန်းကွက်ကွက်နဲ့ရည်ရည်ကြီးဖြစ်နေရင်ဘယ်ကောင်းမလဲဟောဗျာတစ်ပင်အောက်မှာ तू မရှိတော့ပါလားပင်စီနောက်မှာ तू ပုန်းနေတာလားမဖြစ်နိုင်ပါဘူးပင်စီကတေးသေးလေးပဲအင်းခုနတုန်းက तू ရက်နေတာဒီနေရာလေးပဲခုဘယ်ရောက်သွားပါလဲပဝင်းကျင်ကကွင်းခေါင်ခေါင်ပဲတစ်ပင်ဆိုလို့ဒီတပင်နဲ့ရှိတဲ့အဥ္စာဒါဖြင့်ဘယ်ရောက်သွားတာလဲ ဒီမိန်းကလေးကလူစင်စစ်မှဟုတ်ရဲ့လားကြည်စန်းအိပ်ပျော်သွားလိုက်တာအိမ်မက်တောင်မက်ယူတယ်အိမ်မက်ထဲကမိန်းကလေးကို တနေရမှမြင်ဘူးတလို့လို့ပဲ ဟုတ်တာပေါ့လေအိမ်မက်ဆိုတာကိုတွေ့ဘူးတာတွေပဲတမျိုးတမီမက်တတ်တာပဲကဲထတော့မကောင်းတော့ဘူးလူဟာလူလိုပဲနေတာကောင်းတယ်ကိုစိတ်နဲ့ကိုကြီးထင်းတယ်လို့လုံနေလို့ပဲဖြစ်မလဲ။ ို့ဟာကိုအပြင်းထူနေတယ်ဆိုလို့ဘသူမှသိနိုင်တာမဟုတ်ဘူးဆိုပေမဲ့အ ਨੇ ဆုံးကို့ဟာကိုတော့သိနေသေးတာပဲလောကမှာလှုပ်တဲ့နေကိစ္စဖြစ်တဲ့ကိစ္စဆိုတာတွေရှိတယ်ကိုလှုပ်ချင်တာမလှုပ်ချင်တာနဲ့မဆိုင်ဘူးလေလှုပ်ကိုလှုပ်တဲ့နာကိုပြောတာခုအိယာကထားတင်ပြီလားဒါလေးကိုများများမဟုတ်ပါဘူးနည်းနည်းတော့စဉ်းစားတင်တယ်ကိုပါချန်းရှင်ခူးချက်ချင်းထမလာမထဘူးလားကျုပ်ကတရာလာလို့မဟုတ်ဘူးနော်ဝတရားမို့ချက်ပြုတ်နေတာ မစားရင်တုံပြေးလိုက်ရုံပဲလာပြီဝေကိုထပြီနိုးနေတာကြာပါပြီကွာရေချိုးကန်းလေးကိုငါဘလူများရောက်ခဲ့ပါလေသွားလိုက်စီးတော့ညှစ်ပြီးနေပြီနားစင်ခံစားပေးကြပါတော့အရောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ